ပိတ်တာဘဝရောက်သွားရင်ဘယ်လောက်ဒုက္ခတွေရောက်မလဲငရဲတို့ကြသွားရင်ဘယ်လောက်ဒုက္ခတွေရောက်မလဲဆိုတာအာရိဘဝခန္ဓာတွေအတွက်လဲစဉ်းစားရတယ်အခုဒီမှာငိလင်းနေလို့ဒုက္ခတွေရောက်ပေးကြအတုံးယုံမယ်ဓာရီတို့ဟာတိုက်ပြီးလို့သေးကြတယ်ပြောနေတာနည်းနည်း ခမရတို့ကျုပ်တို့နေဆိုင်စားနေတဲ့ကြက်သားတွေဝက်သားတွေငားတွေစိတ်တွေတကဘာလုံးပြန်ခြုံကြည့်ပါဘလောက်ယောဂါမရှိ အပြစ်မရှိပဲနဲ့အသက်လွတ်ကြီးသက်စားခံနေရတယ်အဲ့ဒါလေးတွေလေငါတနေ့အဲ့ဒါတွေလွတ်ပါမလားဆိုတာလဲတွတ်ထားမယ်လူဘဝတဘဝတည်းမကြည့်ပါနဲ့တဲ့အဲ့ဒီလိုမကြည့်တဲ့ပုဂ္ဂိုလ်ကဘဝမှာရတာနဲ့ကျေနပ်ပြီးနေတာ ခြေနှက်နိုင်တဲ့လူတွေကခြေနှက်နေပေမဲ့တခဏဆိုတဲ့လူဘဝအတိုင်းအတာလေးအတွင်းမှာခဏပဲခြေနှက်လို့ရမှာနော်အမြဲတမ်းခြေနှက်လို့မရဘူးဆိုတာကိုယ့်ကိုယ်အမြဲတမ်းအမှတ်ပြုနေပါငါသည် လူခန္ဓာနဲ့လူဘဝကြီးမှာအမြဲနေရမှာမဟုတ်ဘူးဘဝတစ်ခုပြောင်းရွှေ့ရမယ်ဘဝကိုဆုံးအောင်လက်ဆက်မတတ်ဘူးဆိုရင်ဘဝတစ်ဆိုတာရှိမယ် အကယ်၍ဒီဘဝမှာလက်ဆက်မတတ်နိုင်တဲ့ဘဝအသစ်ရွှေပြောင်းရမယ်အောင်မယ်ဆိုရင်တော့မှအပေလေးပါးတို့မရွှေပြောင်းအောင်နိုင်အောင်ဟောအရေးကြီးလာပြီအပေလေးပါးဘဝမကြရောက်အောင်အသေးအတန်ကာကွယ်ရတော့မယ်ဒါကိုမကြောက်ရင်တော့လေမသိဘူးပေါ့ အပယ်လေးပါးကိုကြောက်ပြီဆိုရင်တကယ်ကြောက်ပြီဆိုရင်အပယ်လေးမှလွတ်အောင်ပြေးကြဘဝကိုကြောက်တယ်ဆိုရင်ဘဝလွတ်မြောက်အောင်ပြေးကြမကြောက်တဲ့လူကတော့ခံကြပဲအဲ့တော့ကြောက်တဲ့လူတွေကထွက်ပြေးကြတယ်တရားအားထုတ်တယ်ဆိုတော့ကြောက်လို့ထွက်ပြေးတာအဲ့ဒါကိုနားလည်ရမယ်ဟာဘာယုတ်တိမြင်နေဒါရင်နန်းနေမြင်နေ ဘာဒီဖြစ်ကျင်နေဘလို့လေးကြီးတယ်ဘလို့လေးအေးတာဘလို့လေးချမ်းသာဘာလင်းနေရှင်းနေသွားလုံးမနေနဲ့အဲ့ဒါတရားမဟုတ်ဘူးတရားဆိုတာအနိစ္စကိုပိုင်းပိုင်းခြားခြားမြင်ပြီးခဏခဏမြင်ပြီးဒလဇတ်မြင်ပြီးဒလဇတ်ရှုပြီးနေတော့အနိစ္စချက်ကိုကြောက်တယ် ဒုက္ခလက္ခဏာဒုက္ခဝိပဿနာကိုဒလဇတ်ရှုနေမယ်ဆက်ခါဆက်ခါရှုနေမယ်ဆိုရင်အဲ့ဒုက္ခဖြစ်ပုံကြီးကိုကြောက်တယ်ကိုယ်လိုသူမလိုက်တဲ့သဘောအနာတ္တသဘောကို ရှုမယ်ခဏခဏရှုမယ်မအားတန်းရှုနေမယ်ဆိုရင်ကြောက်တယ်အနေစာလည်းကြောက်เสียကြီးဒုက္ခလည်းကြောက်เสียကြီးအနာတ္တလည်းကြောက်เสียကြီး အနတ္တဆိုခင်ဗျားတို့ကိုယ်ငါတို့စကြောနှစ်သမီးဖြစ်ခြင်းနဲ့စကြောနှစ်သားဖြစ်ခြင်းနဲ့လူဘဝမှာလူခန္ဓာနဲ့ပဲအမြန်နေခြင်းနဲ့လို့ကိုယ်လိုသူမလိုက်ဘူးမဟုတ်ခြင်းမှုမနာခြင်းမှုယောဂရင်မရခြင်းဘူးလို့ကိုယ်လိုသူမလိုက်ဘူးဒါပြောတော့ငါခန္ဓာကိုယ်လည်းပြောတယ်ငါလိုလည်းမလိုက်ဘူးငါပိုင်ငါခန္ဓာဆိုရင်ငါလိုလိုက်ရမယ်လीငါလိုမလိုက်မန်းသီးသီးကြီးနဲ့သူ့အလိုတိုင်းလိုက်ပြီးတော့ ိုနာပြီးသပင်ဖြူခေါင်းဖြူယောဂတွေကအခုချိန်ထိငါလိုမဟုတ်ဘူးငါခန္ဓာမဟုတ်ဘူးဆိုတော့မသိသေးဘူးလားမမှတ်သေးဘူးလားကိုယ်လိုတော့မလိုက်ဘူးဆိုတော့မသိသေးဘူးလားတရားဆိုတာဘုံွယ်နေတဲ့အရာမဟုတ်တာကြီးကိုဘာဖြစ်လို့မသိကြိုးခြင်းငါငါခန္ဓာဘာဖြစ်လို့ဖုံးလာတာလဲအတိတ်ပဲရှိလို့လားငါကိုယ်ပဲငါပဲလို့ဖုံးထားတာအတိတ်ပဲမှမရှိတာကြီးငါကိုယ်ငါသဘောဆိုရင် ငါးပိုင်းနဲ့ဆိုရင်မအိုနဲ့မနာနဲ့မသိနဲ့မြင်ရမယ်ဒါဆိုကိုယ့်လူသူလိုက်တယ်ကိုယ့်လူသူလိုက်လို့ခင်ဗျားတို့အမေရိကန်နေနေဂျပန်နေနေဘဲနေနေနေပါအမြင်နဲ့ကိုယ့်လူသူလိုက်ပြီးမအိုမနာမသိနဲ့หนีလို့ရမယ်ဆိုရင်ကြုတ်တရားလည်းမဟုတ်ဂရုံးလည်းမတော်ဘုံကြီးလည်းမဟုတ်တရားလည်းအမတိုင်းဘူးဘာလို့တရားထုံးမယ်ညောင်းစရာကြီးကို့အလို့တော့မလိုက်မှန်းသိတော့ အရသာတွေဖြီးပြီးတော့အလိုမလိုက်အကြိုက်မပါဖြက်စီးမှုနဲ့ပြက်စီးမှုတွေနဲ့ရောထွေးနေတဲ့ဘဝခန္ဓာကြီးနောင်မဖြစ်ချင်တော့ပါဘူးဒီလိုဖြစ်ရမယ်ဘဝခန္ဓာကြီးကိုကြောက်လာတယ်ညင်တော့လဲခဏကြားတော့လဲခဏစားတော့လဲခဏပြီးတော့လဲခဏကြီးတော့လဲခဏအိတ်တော့လဲခဏစားတော့လဲခဏ ခဏခဏခဏလေးနေမယ်ပျောက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 ်သွားတာအဲ့လိုပြောရင်းဆိုရင်နေတိုင်းနဲ့ပဲတနည်းကုံသွားပျောက်သွားပြန်ဘမလည်းမြဲတာမမြဲတဲ့သဘောတွေဒါဆက်ရှုနေမယ်ဆိုရင်ကြောက်သွားပြီးတော့ဖြက်ပြေးတော့တာပဲစင်းရဲတဲ့လက္ခဏာတွေကိုကြိုက်တယ်လဲထုံတယ်လဲကျင်းတယ်လဲပူတယ်လဲအေးတယ်လဲထိုးတယ်လဲအောင့်တယ်လဲနားတယ်လဲတင်းတယ်လဲကြိုက်တယ်အဲ့လိုရုပ်ကြီးဖောက်ပြန်နေတဲ့ယာတိကလူတွေဖောက်ပြန်နေတဲ့ နော်ယောဂဗီယာတွေနဲ့နှိပ်စက်ပြီးဖောက်ပြန်နေတယ်။အဲဒီလိုဒုက္ခလက္ခဏာဒုက္ခဝိပဿနာတွေရှုရင်လည်းဒါကြီးကြောက်သွားပြန်ရောဘဝဖြစ်ရမှာကြောက်တယ်။အဲဒီလိုကြောက်တဲ့စိတ်ကြီးရှိမှအဲဒီကြောက်စိတ်နဲ့တရားရှုမှအဲ့ဒါကိုတရားသမားလို့ခေါ်တယ်။အဲလိုမှမဟုတ်ဘဲနဲ့တိုက်ခွဲသုံးသိနေမြည်ကြည့်အောင်ပါပဲ။ဟိုကမြည်ကြည့်အောင်မယ်။ ဟိုကသက်တာတယ်ဒီကကြာတယ်ဟိုကပြင်းတယ်ဒီကပြော့တယ်နဲ့ရှောက်လုံးတယ်ဘယ်လို့တရားမလဲဒါတရားမှမဟုတ်ဘူးအေးအဲ့ဒါကိုတရားဓမ္မတွေသိစေခြင်း ਨੇ ကြောက်မှ ကြောက်စိတ်မရှိဘူးဆိုရင်တရားအားထုတ်တဲ့ပုဂ္ဂိုလ်လို့မပီသာသေးဘူးကြောက်လို့ထွက်ပြေးတဲ့ပုဂ္ဂိုလ်မှပီသာတာခန္ဓာကိုယ်ကြောက်လို့ဘဝကိုယ်ကြောက်လို့ သေးဘေးကိုကြောက်လို့သေးပြီးအပေဘေးကိုအနေဆုံးကြောက်လို့အရင်မှလွတ်ချင်လို့ရကုတ်ရခဲကုတ်ခဲပြီးပွေးတိပ်ပြီးဆုပ်ဆုပ်ပြက်ပြက်ပေးပေးတူးတူးမရရအောင်လို့တာအရာမတရားသမားလို့ခေါ်တယ်။နှစ်နှစ်နာရီရကြာလိုက်တာသုံးနာရီရကြာလိုက်တာ ਨੇ ဘယ်လိုလုပ်တရားရအောင်အဲ့ဒါတရားသမားစိတ်မဟုတ်ဘူး။နော်အေးအဲ့ဒါကြောင့်မလို့ ယောဂီတို့တရားအထုတ်တယ်ဆိုတာဘယ်ဆရာလဲဘယ်နီးလဲဘလို့ဟာလဲအဲ့ဒါလုံးမနေနဲ့ဟိုအသက်တာတယ်ဒီအပြင်လို့ရတယ်ဒါလုံးမနေနဲ့ဒါအဓိကမဟုတ်ဘူးငါဒီဘဝနဲ့ခန္ဓာကိုကြောက်လို့ထွက်ပြေးတဲ့ပုံကိုဟုတ်ရဲ့လားဘဝကိုမုံလို့ယွန်လို့ဘေးလို့မြင်လို့ကြောက်ပြီးထွက်ပြေးလို့ထွက်ပြေးနေတဲ့ပုံကိုလားအဲ့ဒီလိုစမ်းစစ်ပါဒိဋ္ဌာန်ပနည်းပြည့်သွားပြီ ဗန္နနာကြီးကပြီးတော့မှဒါတရားသမားမဟုတ်ဘူးအဲ့ဒီစိတ်မျိုးနဲ့တရားထိုင်လို့ရတာမဟုတ်ဘူးငါကြီးကကိုယ်လို့မဟုတ်ဘူးကြာတာကကိုယ်လို့မဟုတ်ဘူးအဲတကူရှိတာပေါ့ကိုကများများနဲ့ကြာကြာအားထုတ်ရင်များများရတယ်ရတဲ့နေရာမှာတော့လမ်းတော့မှန်မို့လို့တယ်လမ်းမမှန်ပဲနဲ့ဖင်နဲ့ပြင်နဲ့ကထားလဲဖင်ပြင်ကပဲဖြစ်မယ်တရားမရဘူး ကျင့်စဉ်ဤစနစ်မှန်ဖို့လိုတယ်နော်ကျင့်စဉ်ဤစနစ်မှန်ဖို့မှန်ဖို့အောဘလို့တိုင်းတာမှာလဲဖေဟာပထမအဆင့်ကတရားအထုတ်တယ်ဆိုတာကြောက်လို့ထွက်ပြေးတာသေပင်ဒုက္ခနဲ့သေပင်အဘယ်ဘေးဒုက္ခကမဖြစ်မနေလွတ်အောင်ရောရမှာမို့လို့ကြောက်လို့လွတ်အောင်ပြေးတဲ့စိတ်နဲ့တရားထွက် နံပါတ်2ကတရားအထုတ်တာဈေးမစင်းတယ်ကြားတာရင်းနားတာရီဟာတကုတ်လုံးမဟုတ်ဘူးဆရာ ပြတဲ့ဤစနစ်ကမှန်ရဲ့လားထွက်တာပြေးတာပြေးတဲ့အပြေးကရန်သူလွတ်အောင်ပြေးတာအပြေးမဟုတ်ဘဲနဲ့ရန်သူတဲ့ခေါင်းရှို့ဝင်သလိုပြေးတဲ့အပြေးကလည်းပြေးနီးမှားနေပြန်ရောဗျာအဲ့ဒါပါလဲဆိုတော့တရားအထုတ်ပါတယ်ဆိုတော့ ဘယ်ကတဏှာကြီးတည်းထိုင်ရတာပြင်လို့ရတယ်နော်တဏှာကြီးပဲထိုင်လို့ရမြတ်စွာဘုရားတဏှာကြီးပဲထိုင်ကြတယ်တဏှာကြီးတဏှာကြီးခွဲနှန်းလို့ထိုင်ပါလို့ဘုရားဟောတဲ့ဒီသနာမရှိဘူးမခနိုင်ရင်ပြင်ပြီးတော့ထိုင်ပါလို့ဟောထားတဲ့ဘုရားဟောဒီသနာမရှိဘူးနော်ဖျားဟောဒီသနာမရှိတာဒီဟောဟော ပြပြနေလို့ခဲ့နေတာပြဿနာက မခနိုင်ပြင်ပါဆိုတဲ့ဘုရားဟောဒေသနာမရှိဘူးတက်တက်တာတာကျင့်ပါလို့ဘုရားဟောဒေသနာမရှိဘူးဟွတက်ကောအသက်နဲ့ခန္ဓာကိုယ်မကက်ကွက်ပဲကျင့်ရသည်အတ္တဖြစ်ရည်အဲ့ဒါဘယ်လိုလဲဆိုတရားထိုင်တဲ့အယိုးချိုးချိုးအသားပဲပဲအည်ဆုံးဆုံးအကြောပြက်ပြက်သူ့ဒီပဲခန်းချောက်ခန်းချောက်ဆိုတဲ့အဲ့ဒီလိုကျင့်နိုင်ရမယ်လို့ဘုရားဟောရတာတက်တောင်ကျင့်ပါခြောင်ကျင့်ပါနေတောင်ကျင့်ပါတဏှာကြီးတော်ပြီး ဖះဟောမှာပေါ့အဲ့လိုမဟုတ်တာဘူးအဲ့ဒါနံပါတ်1ယူချက်တဘလို့လေနာယီရကိုလို့မဟုတ်ဘူးကိုပြတဲ့ဆရာကအရေးကြီးတယ်အဲ့တော့ဆရာမှန်ဖို့လိုတယ်ဆရာမှန်ပြီးရင်ဈေးမစင်းနဲ့ဈေးစစ်လို့ကတော့မရဘူး သိန်းတစ်ထောင်တန်းဇိန်လုံးကြီးတော့လိုချင်ပါရဲ့သိန်း900နဲ့သွားဈေးဆစ်လို့တော့ပဲရမလဲတစ်ထောင်တန်းမှကောင်းပါတယ်ဆိုရင်တစ်ထောင်တန်းနဲ့တူအောင်တော့ရင်းရမယ်ဟိုတယ်စားတာနဲ့လမ်းဘေးဆိုင်စားတာနဲ့ဘိုက်ဝါတာတော့တူတာပေါ့အရသာရင်မတူဘော့အဲ့တော့နံပါတ်1ကဆရာရွေးချယ်ပါနံပါတ်3က ဆရာမှန်ပြီဆိုရင်ဈေးမစစ်ပါနဲ့နံပါတ်1ကိုပြန်ပြောမယ်တရားအားထုတ်တယ်ဆိုတာလောကကိုခန္ဓာကို ကြောက်လို့ပြီးတဲ့စိတ်ကိမ့်ပြီးတော့တရားအားထုတ်ပါနံပါတ်2ကကိုလောအောင်ပြီးမဲ့လမ်းကိုပြမဲ့ဆရာကိုစီစစ်ပါနံပါတ်3ကဆရာမှန်ပြီဆိုရင်ဈေးမစစ်နဲ့ အားရလေးကိုမှတ်တာအဲ့တော့ဆရာဘယ်လိုမှန်းမလဲတဲ့ဒါအရေးကြီးတယ်ဆရာတရားတော်ပြတာဆရာဟောတရားရတာမေးရလေတရားတွေတော့တရားတွေတော့ဟောနေလောကမှာလွတ်မြောက်ဖို့ဘယ်လိုလဲသတ်မှတ်တဲ့အချိန်နဲ့သတ်မှတ်တဲ့နိုင်နဲ့ထိုင်နေတာဒါတကယ်တရားစစ်လားလုတ်ပွဲလား ရှိုးပွဲလာဘာနဲ့စစ်မလဲဆရာဦးစင်းရင်ပြောပြီကျွန်တော်ကျမတို့တော့သိရတော့မှာလူဖြစ်လာရင်သိရတော့မှာအဲ့သေးချင်းဒုက္ခနဲ့နောက်ဘဝနေချင်းဒုက္ခဆိုတဲ့အပေပေးလွတ်ချင်တယ်ဆရာအာမခံနိုင်လားဆရာရောလွတ်ပြီလား အဲ့ဒါဆရာရှာတာပဲဆရာဘလို့ရှာမလဲလွယ်လွယ်လေးပဲဆရာကမှသူ့ဘောသူဒေနီမတက်သူ့ဟာသူအပေပြီးမလွတ်ပဲနဲ့ခမရတော့ပြတော့ခမရတော့ဘလို့လွတ်နော်အဲ့ဒါကြောင့်မလို့တရားပြဆရာတွေ့ရင်တရားပြဆရာကိုကျွန်တော်ကျမတို့တော့ဘဝရလို့နော်ရခဲ့ပြီရတဲ့ဘဝ အဆုံးသားကသေရမှာပါသေခြင်းကတော်တော်ဆင်းရဲပါတယ်အဲ့ဒီသေခြင်းဒုက္ခမှာလွတ်ချင်ပါတယ်နောင်ရည်အတွက်အပေဘေးမှာလွတ်ဖို့အတွက်လူချင်းနေဆရာပြနိုင်သလားကဲနိုင်သလားလမ်းညွှန်နိုင်သလားဆရာကရောသေဘေးနဲ့နောင်ရည်အပေဘေးလွတ်ပြီလားအဲ့ဒါမေးလိုက်အာမနာနဲ့အရိရာမဆရာစစ်ပေါ်တယ် အာရမဆရာအစ်စ်ပေါ်တယ်တို့မြန်မာလူမျိုးခမရတို့အမေရိကန်နိုင်ငံရောက်တာပဲငါအเจ้าညာတကူကအလကားလာလို့မရဘူးလေဥမာပစ္စည်းတကူထုတ်မယ်လေရန်ထုတ်လို့မရဘူးလေဒီပစ္စည်းရဲ့အာမခံချက်ဒီပစ္စည်းရဲ့ပါဝင်မှုဒီပစ္စည်းရဲ့ကောင်းကျိုးဆိုးကျိုးအကုန်ထည့်ရရမယ်လေနော်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဗမာပြည်လိုရန်ရောင်းလို့ရတဲ့ဟာမလုံနဲ့ နော်အဲ့တော့ဦးဇင်းကတိုက်တွန်းတာကဆရာစစ်ဆရာမန်ကိုဘုနာလုံးမေးပြီးတော့ရှာအေးဆရာကငါလဲသေချင်ဒီလုတ်ပြီအဘေဘေးပဲလွတ်ပြီမင်းတို့ငါပြမယ်ဆိုနဲ့မရသေးဘူးဆရာလွတ်တယ်လို့ကျွန်တော်တို့ကိုကျမတို့ကိုလွတ်အောင်ကဲတင်နိုင်မလား များသောအားဖြင့်လူတွေကတော့ပြောရတာပေါ့ဗျာပါရာဇိကမှမရှိတာယဟန်နေကြတော့မပြောရဘူးအဝီနီးဆောင်သွားရောအဝီနီးဆောင်သွားရောအေးမဖြစ်ရဘူးလိုက်မေးကြည့်ပါလားတော့ဒါဦးစင်းကအတုထောင်လောက်တာမဟုတ်ဘူးနော်ကိုတရားပြမဲ့ဆရာမေးကြည့်လူကတော့ပောက်ကြရပြောရင်ပြောမယ်လေယဟန်မပြောရဘူး ဝီနီးချောင်သွားတယ်။ကဲဟုတ်ပြီ။ကျွန်တော်တို့ကျမတို့ဒီဘဝမှာသိချင်းဒုက္ခနဲ့နောင်အပေဘေးဒုက္ခလွတ်ဖို့လွတ်အောင်ပြနိုင်သလား။ဒါမေးရမှာ။ဘာဖြစ်လို့တရားထုတ်တာလဲ။သိချင်းဒုက္ခကိုကြောက်လို့အပေဘေးကိုကြောက်လို့အဲ့ဒီအတွက်ကြောင့်ပြေးဖို့လွတ်ဖို့အတွက်တရားထုတ်တာ အဲ့ဒီပုံမှာဒကာဒကမတွေတွေ့ကြပါနော်တရားထုတ်တယ်ဆိုပြီးတော့ငါငင်းငင်းလေးနဲ့နာယီကြာတာတွေဗနနာယီတွေဗနရက်တွေဒါဒါတွေဆိုကိုယ်လုံးမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားကလည်းဒါခမရတို့လည်းဇာတိလည်းဥစဉ်တို့ရေးတာထဲမှာပါပြီးသားဘုရားဟောဒေသနာထဲမှာဒုက္ခိန်တွေချို့ဖို့တရားပြတဲ့ဆရာသည်တပည့်ကိုဒုက္ခိန်တွေချို့အောင်အရင်ပြတယ် တရားပြဆရာမှန်ရင်တပည့်ကိုဒုက္ခတွေချောအောင်အရင်ပြအဲ့ဒီလိုမှဒုက္ခတွေချောအောင်ဆရာကတရားမပြဘဲနဲ့တရားတွေဟောတရားတွေထိုင်ခိုင်းအချိန်တန်းဒိဋ္ဌံပြေကိုအုံမုံခေါက်လိုက်ထားလိုက်ထိုင်လိုက်ဟောလိုက်နေဆိုရင်အဲ့ဒါမဟုတ်တော့ဘူးအဲ့ဒါမဟုတ်တော့ဘူးမဟုတ်တဲ့ဆရာမဆရာမလို့မဟုတ်တာတွေလျှောက်လို့ မြတ်စွာဘုရားကိုယ်တော်တိုင်ဟောထားတာနော်ပထမဇန်၌ဒုက္ခိန္ဒရီချုပ်သည် ပထမတရားအားထုတ်တဲ့ပုဂ္ဂိုလ်သည်ဒုက္ခိန္ဒရီချုပ်အောင်အရင်လောပါတယ်လို့အဖြေထုတ်လိုက်တာပါပဲအေးမြတ်စွာဘုရားကိုယ်တော်တိုင်ဒီလိုဟောထားလို့ဦးစင်းလို့လည်းဒီလိုပဲပြောရတာအဲ့တော့ဆရာမန်ရင်ဒုက္ခိန္ဒရီချုပ်အောင်အရင်ပြမယ်ဟေးလို့ကြင်ညာရမယ် ဘာဖြစ်လို့လဲတဲ့အလကားအနေနဲ့ကြိုက်ခဲထုံချင်းနေတာပဲစကားပြောလဲကြိုက်ခဲထုံချင်းနေတာပဲထမင်းစားလဲကြိုက်ခဲထုံချင်းနေတာပဲနော်လမ်းလျှောက်လဲကြိုက်ခဲထုံချင်းနေတာပဲအိတ်လဲကြိုက်ခဲထုံချင်းနေတာပဲအမြင်နဲ့နှိမ့်ဆက်နေဒီယုတ်ကြီးကအဲ့ဒီယုတ်ကြီးကအမြင်နဲ့နှိမ့်ဆက်နေတော့အခုနေ့ကပြင်ပေးမှပြီဖလဲပြီးတော့ကောင်းနေတော့သက်တရာရနေလို့နေသားနေတာအမြင်မဟုတ်ဘူးနော်အမြင်မဟုတ်ဘူးခဏဖုံးလို့ရနေလို့ ဖုံးခံနေတာဒီမှနီးကြရင်တော့ဖုံးလို့မရတော့ဘယ်တော့ဖုံးဖို့မရတော့အခုနေကတော့ဟိုဘက်ကြွဖုံးလိုက်ဒီဘက်မဖုံးလိုက်ခြောက်လေးဆန်းဖုံးလိုက်ကိုယ်ဖုံးလိုက်နော်ခြောက်လေးသိမ့်တင်ဖုံးလိုက်ကြောက်ခြောက်ပြန်ချဖုံးလိုက်အဲ့ဒါဒုက္ခကိုဖုံးနေတာဒုက္ခအမြင်ရောက်နေတယ်အဲ့ဒီဒုက္ခမှာလွတ်အောင်အဲ့ဒီဒုက္ခနဲ့သေရမှာသေပြီးတော့ဒီဒုက္ခယုတ်ကြီးနဲ့ အတူတူပေါင်းတရားမှာသားနဲ့မယားနဲ့အဖေးနဲ့ရွှေနဲ့မြည်နဲ့ဖက်ပြီးသေးတယ်လို့မရှိဘူးကိုတယောက်တည်းကိုယုံနဲ့ကိုနံနဲ့ကိုယ့်အကိုသေးရမှာသေးတဲ့ထီအောင်ဒီယုတ်ကြီးကိုပေါင်းရမှာဘေးဖယ်ထားလို့မရဘူးအဲ့ဒီအတွက်ကြောင့်ကာယကဒုက္ခဒုက္ခိန္ဒြေမှာလွတ်အောင်ယောဂီတို့ကျင့်ရတယ်အဲ့ဒီလိုလောအောင်ဦးဇင်းတို့ပြတယ်ဒါမှမဟုတ်လို့ အခြားဆရာက ပြမယ်ဆိုလေဥစဉ်လို့ရှိမကျင့်နဲ့အခြားဆရာကလည်းဒုက္ခိန်တွေချောင်းပြနိုင်နေဆိုရင်အဖြေကဒူဒူဖြစ်နေတယ်အဲ့ဒါဆိုရင်အဲ့ဒီဆရာကြီးလည်းတွားကျင့်မှာဥစဉ်တို့ကတော့ပညာထားပြီးသားအသေးတောင်း ပြပါမယ်ဆိုတာဒုက္ခိန်တွေချောင်းပြပါမယ်လို့ပြောတာပညာထားပြီးသားဘာဒီမှဟိုဟာတွေဒီဟာတွေရှောက်ပြီးတော့ 90အမြင်တမ်းပြီးရှောက်ဟောမှာမဟုတ်ဘူးရှောက်ဟောမှာမဟုတ်ဘူးကိုဒုက္ခနဲ့တွေ့လာရင်ဒေါသချုပ်ဖို့ဒေါမနတချုပ်ဖို့အဲ့ဒါကိုပဲပြမှာအဲ့တော့ယောဂီတို့ဆရာရှာတယ်ဆိုတာကိုဒုက္ခနဲ့တွေ့တဲ့အခါမှာစိတ်ထဲမှာဒေါသနှလုံးမသားရဖြစ်နေတဲ့တနှုံနှုံဖြစ်နေတဲ့ဒေါမနတသက်တာရာကို အာထုံမဲ့အဘိဇာဆိုတဲ့အာရိအကုသိုလ်တရားတွေကိုလွတ်အောင်ပြနိုင်တဲ့ဆရာကိုကိုးကွယ်ပါဦးဇင်းတို့ကတော့ဒါကိုပဲပြတယ်အခြားဆရာမရှိဘူးလို့ဦးဇင်းမသိဘူးလိုက်ရှာပါဦးဇင်းတို့တဲ့ပိုကောင်းအောင် ပြနိုင်တဲ့ဆရာလဲရှိမယ်ရှိနိုင်တယ်ဦးဇင်းတို့မသိဘူးနော်အဲ့ဒါကြောင့်မလို့ဦးဇင်းတို့က ဒုက္ခတွေကြောအောင်ပြပါတယ်လို့ပြတယ်နောက်တစ်ခါလူမြင်လူသိခွေးမြင်ခွေးသိပြောက်အောင်မယ်ဒေင္ဥစရာတော်ကြီးကလူမြင်လူသိခွေးမြင်ခွေးသိငโกသိဘာမှမထူးသေးဘူးဆိုဟုတ်ပါတယ်အခုတယောက်နဲ့တယောက်တွေ့ကြမြင်ကြပြောကြဆိုကြလူလို့မြင်လို့ပြောနေကြတာလူလူချင်းလို့သိပြီးတော့နေတဲ့စိတ်နဲ့ပြောနေကြတာအဲဒီမှာဦးဇင်းတို့စကားမှာ ရိုးစု32ကွတသားလည်းမြင်ရောလူရောအာရီအောင်နဲ့ကြည့်လိုက်တော့အာရီလူရဲ့အမှန်ရှိတာကဥရီအသေးတွေအကျော်တွေအယိုးတွေရှိတာက အမှန်ရှိတာအမှန်ရှိတာကအမှန်ဖောက်ထွင်းမြင်သွားတာအမှန်မြင်တာအမှန်မြင်တာတရားမြင်တာပဲအဲ့ကြတော့လူမြင်လူသိမရှိတော့အဲ့ဒီလိုလူမြင်လူမသိရင်အဖေမြင်တော့လည်းအဖေမရှိတော့အမေမြင်တော့လည်းအမေမရှိရင် တန်ရုံးစင်တွေ့ကြမရှိတော့သားကြီးလိုသားမမြင်ဘူးမယားကြီးလိုလည်းမယားမမြင်ဘူးယောက်ျားကြီးလိုယောက်ျားမမြင်ဘူးဆိုရင်သားဆွဲသမီးဆွဲလင်ဆွဲမယားဆွဲသေးလိမ့်မယ်လွတ်သွားလိမ့်မယ်အခုခေတ်ကပို့ဆိုးတာကမတော်တော်များများပဲကြောင်နေခိုးနေတကယ်သားရင်သမီးချင်းလို့ပွေဖွဲအဲ့ရဲနေပွေဖွဲနန်းနေကြတာတခါတဲ့အသေးဆွေးကြီးဖြစ်သင်အခွေးဖြစ်မှာလေကြောင်ဖြစ်မှာလေ တရားမစွဲပဲနဲ့နော်ပုဂ္ဂိုလ်သတ္တဝါတလိ္ဆန်သွားဆိုတော့တလိ္ဆန်စိတ်ဖြစ်နောက်ဆုံးအာရိပုဂ္ဂိုလ်တွေကသားရသမီးတွေအချိန်တန်ထွက်သွားတော့သားရသမီးတွေချစ်စရာမရှိတော့ဟောခိုးရကြောင်နေနဲ့တွေ့ဖွဲ့ပြီးတကယ်သားရင်သမီးရင်းလို့ဖြစ်ပြီးအိုးတခါတဲ့သားသမီးတွေတောင်မှတန်ရုံးစဉ်ကြီးနေကြတယ်အေးအဲ့ဒါသိရင်အဲ့အဲ့ဘဝကြီးသွားမှာတရားစွဲပြီးတော့တရားနဲ့မနေဘူးနော် အဲအဲ့တော့ကြမလို့ယောဂီတို့လူရင်းပဲဥစဉ်ဟောပါမယ်ညနေရလဲစင်ကာပူဟောတာလေတရားတွေကအရှိကြီးဟောဖို့မဟုတ်ဘူးဥစဉ်တော့ပြဖို့ပြမှာလွတ်အောင်ပြမှာအဲအဲ့ဒါကိုတော့အခြားအခြားဆရာတွေလဲသေခြင်းဒုက္ခနဲ့နောက်အပေပြီးဒုက္ခမှလွတ်အောင်အာမခံပြနိုင်တဲ့ဆရာကိုလဲရှာပါဥစဉ်တို့ရှိကတော့ဒီတရားပဲပြပါတယ်ဒါကိုဥစဉ် တရားအထုတ်တယ်ဆိုတာသိခြင်းဒုက္ခနဲ့နောင်နေခြင်းဒုက္ခနောက်ဆုံးလောကဘဝအဆုံးဒုက္ခကိုကြောက်လို့နိဗ္ဗာန်တရားထွက်ပြေးတာကိုတရားအထုတ်တယ်လို့ခေါ်ပါတယ်ဆိုတဲ့အကြောင်းနော်တရားကောင်းစဉ်ဏိဂုံးကပအဆုံးသတ်ပါတယ်